ဟိုကျမတို့ဟိုပါလေမြမမိသားဆိုတော့ချစ်ဖို့ကောင်းပါတယ်။သားသမီးတွေကမိမကိုရမ်းမယ်။ဟိုပါလေဘာ no complain ပေါ့။ဘာမှမပြောချင်ဘူး။ဟိုဟိုလည်းဖြစ်မှာပါဒါလေ။ကွန်ပျူတာဆိုတာစီးပွားရေးလည်းအဆင်ပြေတယ်။နောက်ကိုယ်လည်းတက္ကသိုလ်ထားပေးတယ်ဟုတ်တယ်မလား။ဟိုဒါတစ်ချိန်ကျရင်ပွဲရပညာတတ်ကြီးတွေဖြစ်မယ်။ပြီးကိုယ့်ဘဝကိုယ်ကြောင်းမလို့အတွက်ဟိုတမန်ပေါ့နော်။တချို့ငငယ်ရွယ်နဲ့ကြောင်းထွက်ရတာရှိတယ်။မိသားစုစီးပွားရေးအဆင်မပြေလို့ကြောင်းလာမတက်ရတာရှိတယ်။အမျိုးစုံရှိမှာပေါ့နော်။ ဒါဒါဒီဒီအုပ်စုလေးကတော့ကျမထင်တာတော့မိသားစုလည်းဆင်ပြေတယ်အဲပြီးလို့ရှိရင်ကိုကိုတိုင်းလည်းကိုယ့်ဟာကိုချိန်နှံ့နေရပေါ့တက်ကတော့ကြောင်းလာတက်ရတယ်ပေါ့နော်အဲအလုံလုံနေတဲ့လူရှိလားလက်ထောင်ကြည့်ပါဦးဘယ်လောက်လောက်ရှိလဲဒါအဝေးတင်အဝေးတင်နော်အဝေးတင်ဆိုအဲအလုံမလုံတဲ့လူကတစ်နှစ်လုံးပါလုံလဲပြောကြည့်ပါဦးတစ်နှစ်လုံးပါလုံလဲအလုံလုံတဲ့လူကတော့အလုံလုံနေလေဒီလိုအချိန်မှာ အကြောင်းကတက်ပြီးတော့ဆောင်ပွဲပြင်မယ်ဒါတစ်နှစ်လုံးအချိန်ကအကျိုးရှိရှိသုံးနေတာပေါ့ဆိုအလုံးမလုံးဘူးဆိုပြီးတော့လက်မထောင်တဲ့ကလေးတွေဘာလုပ်နေလဲတစ်နှစ်လုံးဘာလုပ်လဲဘာလုပ်လဲပြောကွန်တင်ကျူရှင်တင်ကျူရှင်တင်အဲအလုပ်လုပ်တယ်လို့ပြောပါမယ်လက်အကျအဘာအလုပ်လုပ်တာဘာဖြစ်လဲဆိုဂုံယူဖို့ကောင်းတယ်လေဘာအလုပ်ပဲဖြစ်ဖြစ်အလုပ်လုပ်တယ်ဟာဒါပေါ့အလုပ်လုပ်တယ်ဆိုတာတာဝန်ယူမှုတာဝန်ခံမှုရှိတာပေါ့လူဆိုတာအတုံးစိတ်မရှိဘူးလား နေ့တိုင်းစားဖို့နေရင်ဆိုလို့ရှိရင်မိဘစီရပဲလက်ဖြန့်ခံနေတာထက်စာရင်အကိုလည်းမိဘရဲ့ဝင်ငွေပေါ့နော်မိသားစုဝင်ငွေဝိုင်းရှာပေးတယ်ဆိုတာဒါတာဝန်ယူတဲ့စိတ်ရှိတာလေအဲ့ဒါကဘာကွန်တီပဲညံ့ညံ့တော့တခြားဘာလို့သိလဲအကျူရှင်ပဲပြပြကိုကိုကိုအလုပ်ကိုလုပ်တာလေသူများစီမှာလစာနဲ့သွားလုပ်မှအလုပ်လုပ်တာမဟုတ်ဘူးအဲလုပ်လုပ်လားလက်ထောင်ကြည့်ပါဦးခင်အဲ့ဒါဆိုသူများစီမှာလစာနဲ့မှမဟုတ်ဘူးလေကိုအိမ်ရဲ့မိသားစုစီးပွားရေးကိုဝိုင်းကူနေတယ် ဘာတွေလုပ်လဲခုနမထောင်မနဲ့ခုမှထောင်တဲ့ကလေးတွေဘာလုပ်လဲပြောကြည့်ပါဦးเออเออถ้าว่าတော့အိမ်ကအိမ်မှာအိမ်ဆိုင်ရှိတယ်ကျမလည်းရောင်းခုတယ်သမီးတို့လည်းရောင်းခုတယ်ဒါလည်းအလုပ်ပဲလေဒါမိသားစုရဲ့အလုပ်ဝိုင်းလုပ်တာပေါ့နော်ဆိုလို့ရှိရင်အလုပ်လည်းလုပ်ကြတယ်ပညာလည်းသင်ကြတယ်နောက်မိသားမိမိဘတွေကလည်းတတ်နိုင်လို့ပေါ့နော်အဲဒီလိုပသိန်တိုင်းမျိုးကြီးမှာလာပြီးတော့မှပသိန်တက်ကတော်မှာလာပြီးတော့မှဒါစာမွေးပဲတော့ဖြေရမှာလေ ဟုတ်ဒီလ24ရက်မှမသိရရက်20ပဲလို့ပြောတယ်ဆိုကောင်းတယ်မှာစာရင်းပဲရှိပြီတခြားဟာတွေဘာမှမရှိဘူးပေါ့ဆိုလို့ရှိရင်ကျမတော့ကလေးတွေတန်းနားထောင်နေတာဒါပေမဲ့တော့ဟိုဟာဖြစ်ပါတယ်ပြောစရာမရှိတာလည်းဖြစ်ကောင်းဖြစ်မယ်ရှက်နေတာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်နောက်ဘေးလူတွေကလည်းကြည်နေကြတော့နောက်ကျတော့ဘယ်ကအန်တီလည်းမသိဘူးငါတို့လာလာပြောနေတာပေါ့ပြော ပြောတယ်မပြောတယ်လည်းမသိဘူးဆိုတော့ဒါလည်းဖြစ်ရင်ဖြစ်မှာပေါ့နော် ဆိုလို့ရှိရင်အဓိကကတော့ကိုဖြစ်ရှင်တာကိုသိဖို့လေနောက်တစ်ခုကအဲကိုဖြစ်ရှင်တာတွေမှာဘာတွေကအခက်ခဲအတားဆီးတွေဖြစ်နေရလဲအဲ့ဒါလည်းသိဖို့လိုတယ်အဲ့ဒါသိမှဘာလုပ်ရမလဲအဲ့ဒါသိမှဒါကိုဖြစ်ရှင်တဲ့နိလန်းကိုရှာလို့ရမှာပေါ့နော်ဆိုလို့ရှိရင်ပြဿနာကိုပြဿနာမှမသိရင်ဖြစ်ရှင်တဲ့စီမရောက်ဘူးပေါ့ဆိုလို့ရှိရင်ပြဿနာမရှိတာလည်းဖြစ်မှာပါအဲဆိုလို့ရှိရင်အဲ့ဒါဆိုရင်တော့ပြောတာလည်းများသွားတော့လေကျမနောက်ဆုံးတစ်ခုပြောမယ်နော်နောက်ဆုံးတစ်ခုပြောမယ်အချိန်က အချိန်ကကုန်သွားမှာပဲလေမနေ့ကအချိန်ပြန်ရလားမရပါဘူး။မရ။အဲ့ဒါကြောင့်အချိန်ကိုအကျိုးရှိရှိသုံးချဖို့လိုလားမလိုလား။မလိုပါဘူး။ဘယ်လိုသုံးချမှာလဲ။ပြောကြည့်ပါဦး။အချိန်အကျိုးရှိအောင်ဘယ်လိုသုံးချမှာလဲ။ဆိုလို့ရှိရင်ဒါလည်းဟိုလည်းအန်တီကလည်းထိုးထွင်းပြီးသိတာမဟုတ်ပါဒါမိဘအစဉ်ဆက်ဆုံးမလာတာပေါ့နော်။ဆိုလို့ရှိရင်အန်တီတို့ငငယ်တော့ဘာဆုံးမခံရလဲဆိုရင်အချိန်တစ်ခုကုန်သွားတာအကျိုးရှိမရှိဘူး။ပေတံသုံးချောင်းတဲ့အတိုင်းပဲ။ တိုင်းပဲဟောနံပါတ်၁ကပညာရလားရတယ်မလားဒီမှာဆာလာသင်နေတဲ့ချိန်တိုင်းစာမွေးဖြေမယ်ပြီးဘယ်နှစ်ဘယ်နှစ်ဘယ်နှစ်နှစ်လဲတတိယနှစ်လား second year ဆိုလို့ရှိရင် second year တတိယ final ပြီးဘွဲတွေရမယ်ဆိုလို့ရှိရင်အချိန်ကုန်တာနဲ့အများပညာရနိုင်မယ်နော်နံပါတ်၁နံပါတ်၂ကဥစ္စာရရမယ်ဥစ္စာရဆိုခုနလက်ထောင်တဲ့ကလေးတွေအလုံးလုံးနေတယ်ဆိုလို့ရှိရင်အဲဒါကိုယ့်ရဲ့တမအာစီဘွားပေါ့ကိုယ့်အရွယ်နဲ့ အဲကိုယ်ရွယ်နဲ့လိုက်တဲ့အလုပ်ကိုလုပ်ပြီးတော့မှတမအားစီဝါရတဲ့ပတ်စံပေါ့နော်ချမ်းချမ်းသာတဲ့အထိကြီးပွားတဲ့အထိဟုတ်ချင်မှဟုတ်မယ်သို့တော်လည်းဒါတွေဒီအတွေ့အကြုံတွေပေါ့နော်အတွေ့အကြုံတွေနံပါတ်1လစာရတယ်နံပါတ်2အတွေ့အကြုံရတယ်အဲအတွေ့အကြုံတွေကခုမှကျွမ်းကျင်သွားပြီဆိုရင်ဘယ်သူမှဆွဲနှုတ်ယူလို့မရပဲねကိုယ်နဲ့တသက်လုံးပါသွားမှာပေါ့နော်ဒီအလုပ်ငန်းအတွေ့အကြုံကတအားကြီးကြီးပါတယ်နံပါတ်1ကနံပါတ်1ကပညာရလားနံပါတ်2ကဥစ္စာရလားနံပါတ်3ကဘာရကျင်လဲဘာရကျင်လဲ ြောလိုက်တယ်။ဘာရကျင်တယ်။တရားရ။တရား။မနဲ့ကုသိုလ်ရမယ်။ကုသိုလ်ရမယ်။ကိုလှုပ်လိုက်တဲ့လှုပ်ကကိုကြောင့်မလို့သူများအနောက်ချက်မဖြစ်ရအောင်။နော်ကိုကြောင့်မလို့ကုန်ပြီသားစုနောက်ချက်မဖြစ်ရအောင်ကိုကြောင့်မလို့ကိုကိုကိုလည်းနောက်ချက်စိတ်နောက်ချက်မဖြစ်ရအောင်နောင်တမရရဘူးဟိုဟာပေါ့နော်ကိုလုံးလိုက်တဲ့လောက်ကအအခုလည်းကောင်းတယ်ပြစ်စုံပံလည်းကောင်းတယ်အနာဂတ်အတွက်လည်းကောင်းတယ်နောင်တလည်းရစရာမလိုဘူးဆိုတော့အလုပ်တွေလုပ်တာကြီးအဲကုသိုလ်ရတဲ့အလုပ်တွေဖြစ်တယ်ပေါ့နော် ဆိုတော့ရှင်အဲ့ဒါကြောင့်မို့အချိန်ကုန်သွားတာနဲ့အမြပညာရလားဥစ္စာရလားကုသိုလ်ရလားပေါ့နော်အဲ့ဒါလေးနဲ့တိုင်းပြီးတော့မှကိုယ့်ဘဝကိုကိုအတိတ်ပဲရှိရှိနဲ့ဖြတ်တန်းပြီးတော့မှလေပြီးလို့ရှင်မိမိအကျိုးမိမိရဲ့မိသားစုအကျိုးမိမိရဲ့ဒေသအကျိုးမိမိနိုင်ငံရဲ့အကျိုးကိုဖန်ဆောင်နိုင်အောင်စူးစမ်းကြရမယ်ကလေးတွေဖြစ်တယ်နော်ပညာတတ်ကလေးတွေဒါကျမတို့မြန်မာနိုင်ငံရဲ့အနာဂတ်တွေဖြစ်တယ်နော်အနာဂတ်တွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျမဝန်တာပါတယ်ဒီနေ့ အမိန်ကလေးတွေပဲဖြစ်နေတာဒါမိန်ကလေးဆောင်လားဟုတ်လားမိန်ကလေးဆောင်ဆိုလို့ရှိရင်ဟိုမိန်ကလေးတွေပဲဖြစ်နေတာဟိုဖြစ်ပါလေကောင်းပါလေအဲတွေ့ရတာဝန်တာပါလေနောက်ကလေးတွေရဲ့အမျက်နာကြီးကြီးလင်းလင်းနဲ့ရေတွေချိုးရေမိုးချိုးပြီးတော့ပြီးလိုက်တာဆိုတော့အကုန်လုံးလှနေတော့မလှတဲ့လူတယောက်မှမရှိဘူးဆိုအားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်အဓိကကျွန်တော်တို့နိုင်ငံရေးပါတီကသို့တော်လဲနိုင်ငံရေးပါတီဝင်ဖို့ပြောတာမဟုတ်ဘူးเนาะ။အဓိကတော့မဲပေးဖို့မဲပေးဖို့မဲဆင်းစစ်ဖို့နိုင်ငံသားတာဝန်ကျေဖို့နိုင်ငံသားအခွင့်အရေးရဖို့ ပြီးလို့ရှိရင်ကိုယ့်ဘဝကိုတိုးတက်ဖို့အဲခုနကုသိုလ်ရလားဥစ္စာရလားပညာရလားပေါ့နော်။နောက်အချိန်ကိုအလဟတအကျိုးဟိုပါပေါ့အချိန်ကိုအလဟတအကုန်မခံမဲနဲ့အကျိုးရှိစွာအချိန်ကုန်ပြီးတော့မှကိုယ့်ဘဝရဲ့ဘဝကိုအဲအတိတ်ပဲရှိရှိနဲ့ပြီးဆုံးဖို့ပေါ့နော်။ကုန်ဆုံးဖို့အဲ့ဒါလေးပြောချင်တာပါ။အားလုံးကျေးဇူးတင်ပါတယ်စိတ်ရှင်ရှင်နားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။